ရှိဆောင်ပါတီ PPP ဟာ Programmatic ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်အတီးကြရှိတဲ့ပါတီပဲဖြစ်ပါတယ်။နိုင်ငံတော်ဦးမူဝါဒနဲ့လုပ်ငန်းစဉ်များဖြင့်ထိစောက်မဲ့နေရာမှာ level အသီးသီးကအတွေ့အကြုံရှိသူများစက်တီပညာရှင်များလူငယ်များလူမှုလူဒန်းစာပေါင်းစုံပါဝင်သောရင်းကျက်သားရာဝပြောတဲ့ Federal Democracy ကြီးအောင်သူတည့်ရဲ့ပေါ်ပေါက်လာအောင်ကြိုးပမ်းဆောင်ရွက်မဲ့ပါတီပဲဖြစ်ပါရဲ့ရှင် ူးလူလူခံစားနေရတဲ့ဒုက္ခဒုက္ခအဖြစ်များကိုစနစ်တကျရှာဖွေဖော်ထုတ်ပြီးဘူဝါရနဲ့လုပ်ငန်းစဉ်များကိုမဟာဗျူဟာများရေးဆွဲကောင်းခဲ့ဖို့ပြီးမှတ်တည်နေဖြစ်ပါရဲ့ရှင်အပြုသဘောဆောင်ပြီးစစ်မှန်သောအမျိုးသားနိုင်ငံရေးကို အခြေခံ၍နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုဒီဇိုင်းမမတ်တည်ဆောက်နေပါတီလည်းဖြစ်ပါရဲ့ရှင် နိုင်ငံတော်နဲ့ပြည်သူတရက်လုံးကိုငင်းချမ်းလုံးကြုံစွာဖြင့်လူမှုစည်းဝါတိုးတက်အောင်ဆောင်ရွက်နိုင်သောအစိုးရတရက်ပေါ်ပေါက်လာစေရန်ဆောင်ရွက်မည်ပါတီပဲဖြစ်ပါတယ် PPP ပါတီတွင်ပါဝင်ကြမည်ကိုယ်စားလှယ်လောင်းများကတော့ ချာလေးကုမ္ပဏီကကြိုးစားပြီးတော့လည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့တော့ meeting ကဒီလောက်ပါပဲနော်ကျပါပြီမင်္ဂလာပါကျွန်တော်ကတော့ဦးကောင်းမင်းခက်ပါရန်ကုန်တိုင်းဒေသကြီးတလီမြို့နယ်ကိုစားပြုမြောင်းရှင်ပြိုင်မြဲကိုတဲလေးလောင်းမယ်ဖြစ်ပါတယ်လူလူဘဝအဓိကငင်းငန်းငုံကြုံစွာခြေပေါ်ချဖို့အတွက်ဘဝသားနဲ့လုပ်ငန်းစဉ်အတီးချရှိတဲ့ပြီးသုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှင်ဆောင်ပါတီကိုနေပေးကြပါစို့အားလုံးနဲ့တသားလေးရှိနေမယ်တခါတော့ယုံကြည်ပေးပါ ောင်းမဲမေလာပါကျွန်တော်ကတော့ဦးနေလေအောင်ပါရန်ကုန်တိုင်းဒေသကြီးပစံတော်မြို့နယ်ကိုကိုစားပြုပြီးဝင်ရောက်ရှင်ပြိုင်ပဲကိုစလေလောင်းပါလူလူဘဝအတိကငိမ့်ချမ်းလုံခြုံစွာကြီးပွားကြဖို့အတွက်မူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပြည်သုံးလုံးပါတီလိုလူတီများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးကြပါစို့အားလုံးနဲ့တသားလေးရှိနေမယ်တခါတော့ယုံကြည်ပေးပါ မနာမည်ကဒေါ်မိုးသူစာပါရှင်။ဂျပန်နိုင်ဒေသကြီးဒဂုံမြို့တစ်ရှိပိုင်းမြို့နယ်မှာဝင်ရောက်ရှင်ပြန်မဲ့ကိုယ်စားလှယ်တစ်ပါးရရှင်။လူမှုဘဝအတိတ်ကငင်းချမ်းလုံခြုံစွာကြီးပွားဖို့အတွက်ဘူဝါရနဲ့လုပ်ငန်းစဉ်တည်ကြရှိတယ်။ပြည်သုံးလုံးပါတီတို့လူသိများနေတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးကြပါလို့ရှင်။အားလုံးနဲ့တသားတဲ့အတူရှိနေမယ်။တခါတော့ယုံကြည် အလုံးမဲမင်္ဂလာပါရှင်ကျမကတော့ဒေါ်ပြုံးပွားပြည့်ဖြစ်ပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ရှင်လူထုဘဝအထက်ကငြိမ်းချမ်းလုံခြုံစွာကြီးပွားဖို့အတွက်မူဝါဒနဲ့လုပ်ငန်းစဉ်တိကျရှိတဲ့ပြည်သုံးလုံးပါတီလို့လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးကြပါစို့အားလုံးနဲ့တသားတည်းရှိနေမယ်တခါတော့ယုံကြည်ပေးပါရှင် ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဥခင်မောင်လင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်ကဝင်ရောက်ရှင်ပိုင်မဲ့ကိုစလေပါလူမှုဘဝအဓိကငြိမ်းချမ်းသာစွာအတူကြီးပွားကြဖို့အတွက်ဘူဝါဒနဲ့လုပ်ငန်းလမ်းစဉ်တွေတည်ကြရှိတဲ့ဒီသုံးလုံးပါတီလို့လူတီများတဲ့တိတုရှိဆောင်ပါတီကိုမဲပေးကြပါစို့အားလုံးနဲ့တသားတည်းရှိနေမယ်တစ်ခါတော့ယုံကြည်ပေးပါ မင်္ဂလာပါကျမကတော့ဒေါ်ပြင်းရဲ့နမရန်ကုန်တိုင်းဒေသကြီးကိစိန်မြို့နယ်မင်းဆန္ဒနယ်တုံးကနေဝင်ရောက်ရှင်ပြိုင်မဲ့ပူဆဲလဲလာပါတူတူဘဝအတိကငင်းချက်လုံးုံစွာကြီးပွားကြမှုအတွက်မူဝါဒနဲ့လမ်းစဉ်အတိအကျရှိတဲ့ဒီသုံးလုံးပါတီလူလူတီများတဲ့ဒီသူရှိတော်ပါတီကိုမေးပေးကြပါစို့အားလုံးနဲ့တသားတည်းရှိနေမဲ့တခါတော့ပြန်ကြည့်ပါ ါကျမကတော့ဒဝင်းနေသူပါရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တိအရှိပိုင်းရင်းနေရနေဝင်ရောက်ရှင်ပြိုင်နေတဲ့ကိုယ်စလဲဖြစ်ပါတယ်လူတို့ဘဝအတိတ်ကငင်းငန်းလုံးကြုံစွာကြီးပွားကြဖို့အတွက်မူဝါဒနဲ့လုပ်ငန်းစဉ်တွေအတိအကျရှိတဲ့ပြီးသုံးလုံးလို့လူသိများတဲ့ပြည်သူရှေ့ဆောင်ပါတီကိုမဲပေးကြပါစို့အားလုံးနဲ့တပါးရင်ရှိနေပြီတခါတော့ယုံကြည်ပေးပါ people peace and prosperity လူလူဘဝအဓိကငြိမ်းချမ်းလုံခြုံစွာကြီးပွားကြဆိုရဲရေကောက်ပွဲအောင်နိုင်ရင်ဆောင်ဖို့အတိုင်းအပြည့်အဝအကောင့်တွေဖော်နိုင်မယ်လို့ယုံကြည်တဲ့အတွက်ပြည်သုံးလုံးပါတီလို့လူသိညာတယ်ပြည်သူ့ရှေ့ကောက်ပါတီကိုအမဲပေးကြပါစို့အားလုံးနဲ့အသားရရှိနေမယ်တခါတော့ယုံကြည်ပေးပါညီမလို့တို့သွားကြမည်ညီအစ်တ time on.